မေသားကြီးလီမိုးရဲ့အနုပညာအမွေကိုစက္ကန်ခဲ့တဲ့သူ့ရဲ့သမီးကြီးကတော့နော်ယုံဝတီလီမိုးရဲ့အင်ထောင်ကြီးကတော့တော်တော်လေးကိုရှုပ်ပွားနေပြီလေဖြစ်ပါရဲ့ ယဝနီလီမိုးဟာသူ့ရဲ့ခင်မိုးဟောင်းနဲ့ကွာရှင်ထားတာနော်တိတိကျကျတော့ဘာမှမရှိသေးပါဘူးနော်ပြိတ္တတေကိုလေဒီချမချပြသေးဘူးသူ့ယောက်ျားနဲ့အစင်မပြေဘူးဆိုရဲအချောင်းရလေးပဲချပြထားတာဖြစ်တယ်အခုသူ့ယောက်ျားနဲ့ကွာရှင်ထားတာရံဖြစ်ထားတာပြဿနာဖြစ်ထားတာဘာမှမချသေးဘူးမြန်မာနိုင်ငံရဲ့ဘိုးချုပ်မကြီးအောင်တန်းရှိရဲ့မြင်းဖြစ်တဲ့နော်နေရွှေတွေးအောင်နဲ့ အော်စီမှာနော်ဘလူးနေတဲ့ရုပ်သံဖိုင်တွေပြန်လာတာဖြစ်တဲ့အတွက်တိုင်းကလုံးဝပြည်သူတွေကတော့အောင်းအောင်းနေကြပြီလေဖြစ်ပါတယ်ယူမနီလီမိုဟာအသက်16နှစ်အရွယ်မှာတင်အော်စီမှာချောင်းသွားတက်ရင်းနဲ့နော် သူ့ရဲ့ခင်ဗျားဟောင်းတဲ့နော်ဒါမှားမိပြီးတော့ကလေးရလာကချက်ချင်းပဲလက်ထပ်ကြရတာလေးဖြစ်ပါတယ်တော့ပိုင်းမှာသူတို့ညောင်းကအဲ့ဒီမှာချောင်းသက်ကြရီအလုပ်တွေလုံးကြရီပေါ့ဗျာလုံးကြရီနဲ့မှာအခုလိုမျိုးအဆင်မပြေမှုတွေဖြစ်လာက ယုံနေလေမိုးဟာသူ့ရဲ့အချစ်ဦးဖြစ်တဲ့တော့သူနဲ့အရင်ကချစ်ခဲ့ကိုရဲ့အခုတန်းရွှေရဲ့မြည်နော်နေရှူတိအောင်နဲ့ချစ်သူတွေဖြစ်နေကြပြီးတော့အော်စီမာဘလူးနေကြကြောင်းကိုကျွန်တော်တို့ပုံနေပြတ်တက်လာဖြစ်တယ်လေမိုးကတော့သူ့သမီးကိစ္စနဲ့ပတ်သက်ပြီးအင်တာဗျူးတွေကမေးမြန်းချဖို့တော့နော်တောင်းဆိုကြပါမယ်လေမိုးကအင်တာဗျူးတွေကိုနော်ဒါညှင်းဆိုလိုက်တာဖြစ်တဲ့အတွက်လေမိုးကနော်သူ့သမီးအချောင်းကိုဝန်ခံလိုက်တာဖြစ်တယ်သူ့သမီးကိုအတော်လေးကိုသူစိတ်ပြက်နေတဲ့ အကြောင်းအရာကတော်တော်လေးကိုပေါ်လွင်နေပြီဖြစ်ကြောင်းကိုပြည်သူတွေကပြောဆိုနေကြလေဖြစ်တယ်။ယုံဒီလီမိုကလည်းအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဟလာတပင်လဲလို့တပင်ထူတာတော့ဟုတ်ပါတယ်နော်ဒါပေမဲ့ခုလိုမျိုးဖြစ်ပွားနေကိစ္စတွေနဲ့ပတ်သက်ပြီးတော့နော်အရန်ကိုလှည့်ပြန်လို့နေရဖြစ်တဲ့အတွက်ပြည်သူတွေကတော့လက်မခံနိုင်ကြပါဘူး။ယုံဒီလီမိုနဲ့နော်ဒါကျွန်တော်နေရှိတွေ့အောင်ဟာအရင်ကလေခူးပြေးဖူးခဲ့ကြပြီးတော့နော်နေရှိတွေ့အောင်ဟာယုံဒီလီမိုရဲ့အခြေဥသာဖြစ်တယ်။နောက်ပိုင်းမှာမှအခုကောင်းလေးနဲ့အင်ထောင်ချခဲ့တာဖြစ်တယ်။ ဒီကိစ္စကိုနေရှင်တရောင်းနဲ့ခုပြေဖူးတာကကြတော့ဒါလွေမှုကိုယ်တိုင်ကလည်းအရင်ကအင်တာဗျူးဖြေဖူးခဲ့တာပဲဖြစ်ပါတယ်နော်